ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ဘိုက်နာမည်လေးကလှတယ်ပလောင်ငူတဲ့နောင်ချူတဲ့နောင်ချူကိုဘိုးကျတိုက်ခိုက်မှုနဲ့ပတ်သက်လို့ပလောင်နေကစာထုတ်တယ်စစ်တပ်ကကိုမင်းဆွေးနေပွဲမှာသူတို့ကိုဖိအားပေးခြင်းတဲ့အတွက်အခုလိုမျိုးဖုံးကျဲနေတာဖြစ်တယ်တဲ့ဒါကြောင့်မလို့တဲ့နောင်ချူမှာဘုန်းကြီးเจ้าကိုဘုန်းကျဲလို့ဆေးရဆွေးမှုမြောက်ပါတယ်သူတို့ဒီလိုပြောတယ် နော်ဒီလိုမျိုးပလောင်ဘုံမှာပြီးကြုံခံနေတယ်အန်ယူဂျီကလည်းပြောတယ်ဟာစစ်တပ်ကနောက်ချိုးကိုဖုံးကျဲတာဆစ်ရောက်ဆွေးမှုမြောက်လို့မြန်မာစစ်တပ်ကိုအရေးယူပေးပါဆိုပြီးတော့နိုင်ငံတကာကိုအတနာခံနေတာရှိတယ်ဟိုးနန်းဆန်ကနေပြီးတော့ကျူးကျူးကြော်ကြော်နောက်ချိုးထိနေချဲ့နေတဲ့နေချဲ့သမားတွေပါစက်ကဆစ်ရောက်ဆွေးမှုလို့တုံသွားတယ်မတန်မရ နော်ကျမတို့တက်မလို့တမျိုးလို့ပြောလို့ရတယ်ပြည်ဦးလင်ကိုတော်မှသူတို့ရဲ့ပလောင်ပြည်တည်နေမြေထဲမှာပါတယ်ပလောင်ပြည်ထဲမှာပါတယ်ဒါကြောင့်မို့လို့နောင်ချိုး ပြူဦးလွင်မိုးကုတ်ထီသူတို့တိမ့်မယ်ဆိုရင်ကျူးကျူးကြော်ကြော်မတတ်မရပြောနေတဲ့နေချေတွေကအခုကြတော့ဆစ်ရဆွေးမှုလို့ပြောနေကြတယ်။ဆိုတော့ပလောင်ငူတဲ့နောင်ချိုလို့ပဲစကားလှလှလေးသုံးပါမယ်။ဒီညမှာစစ်တပ်ကဖုန်ကြီးကြောင့်ဘုံကျဲတယ်ဆိုတဲ့ဟာလေးအဲ့ဒီဖုန်ကြီးကြောင့်ဘုံကျဲတယ်ထဲထဲမှာခမရတို့အဖေခေါ်နေတဲ့ပလောင်ကတည့်ရလေလေးအဖွဲကတာအိုက်ဖုန်ပါသားသေးလားတာအိုက်ဖုန်နေကောင်းကြမှာရဲ့လားဆိုတာတရင်စုံတဲ့ကြပါလို့ကျွန်မကပြောချင်ပါတယ်။နောက်ခုက အာမနေကမီဒီယာတခုမှာအာမြန်မာနောက်မှာအာဒေါ်စမာဒေါ်စမာအောင်အင်တာဗျူးတခုတွေ့လိုက်တယ်အဲ့မှာပါသူပါပြောရလဲဆိုတော့မြန်မာပြည်မှာဒီစစ်အာဏာရှင်စနစ်အပါဝင်ဘယ်အာဏာရှင်ကမှသူတို့နေရာမရကြည့်ချင်ဘူးလေဆိုတော့မြန်မာပြည်မှာသူတို့အာဏာရှင်ကိုအလိုမရှိဘူးပေါ့လူသားကောင်ပြောသွားတာနေဘောနေပိလူပိကြိုက်နေပြောသွားတာခင်ဗျားတို့ကိုပူပူနွေးနွေးလောလောလည်လည်ဥပမာတစ်ခုပြောပြရမယ်ဖြစ်စဉ်တစ်ခုပြောပြရမယ်အဲ့ဒါပါလဲဆိုတော့အခုပြီးခဲ့တဲ့13ရက်နေ့က ပြင်မနာစစ်ကြောင်းကဗဒက်ခေါင်းဆောင်တော့တာမဲဗဒက်မဟုတ်ဘူးပြင်မနာစစ်ကြောင်းကစစ်ကြောင်းမှုဆိုတဲ့ဗဒက်ကိုဆိုင်ကို KLL ကတွေ့ဆုံဆွေးနွေးမယ်လို့ခေါ်ပြီးတော့အမှုနည်းနဲ့အချိုးသက်ချော့ခေါ်ပြီးတော့ရဲရဲဆက်ဆက်ညှင်းပန်းနှိစက်ပြီးတပ်ပလိုက်တယ်။ပြင်မနာစစ်ကြောင်းဆိုပေမဲ့နေပြီးတော့မှရှိတာလည်းမဟုတ်ပြင်မနာမှလည်းရှိတာမဟုတ်သူကလည်းတော့နာမည်ပေးထားတာအမှန်တကယ်တော့ကြားပြည်နယ်ထဲမှာကြုံခံနေကြတာ။နော်အဲ့ဒီတာကိုအဲ့ဒီကြားက နောက်ကရင်ပြည်သက်ပါတီကရင်ပြည်သက်တမတော် KNL လေးဆိုပြီးတော့သူတို့ကနေပြီးတော့ရရဆက်ဆက်နှင်းပန်းနေဆက်ပြီးတက်ဖြစ်လိုက်တယ်။ဒီကိစ္စပေါ်မှာအဲ့ဒီပြင်မလာစစ်ကြောင်းဆိုတဲ့ဖွဲ့ရစာထုတ်တယ်။73ရက်နေရစာထုတ်တာ။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တဲ့သူတို့ကပေါ့နော်3ရက်အတွင်းမှာတာဝန်ယူဖြည့်ရှင်းပေးပါဆိုပြီးတော့တာဝန်ယူဖြည့်ရှင်းပေးရမယ်ဆိုပြီးစာထုတ်တယ်။အခုဆိုရင်3ရက်ကျော်သွားပြီ။73ရက်နေကဖြစ်တာဒီနေ့16ရက်ဆိုတော့9ရက်တောင်ဖြစ်သွားပြီ။ဒီလိုမျိုးပြင်မလာစစ်ကြောင်းကအဲ့ဒီလိုမျိုးစာထုတ်တဲ့ပုံမှာ 3ရက်အတွင်းမှာဖြည့်ရှင်းပေးပြီးတော့ပြေဝတာဝန်ယူပေးဖို့ဆိုပြီးတော့စာထုတ်တဲ့ပုံမှာ KNL ကဘာလူမျိုးတုံ့ပြန်လိုက်တယ်လဲဒီပုံမှာကောအန်နူးကြီးကဘာအတန်ထွက်တယ်လဲမြမပြီမှာဘဲအာနာရှင်ကူမှာနေရာမရကြချင်ပါဘူးဆိုတော့ဒေါ်စင်မအောင်တို့အန်နူးကြီးဖွဲ့ကအခုတို့အန်နူးကြီးလောက်မှာရှိတယ်ပြင်မလာစစ်ကြောင်းမှုကို KNL ကအနုနီးနဲ့အချိုတက်ချော့ကော်ရေးရဲဆက်ဆက်နှိပ်ဆက်ပြီးတတ်လိုက်တဲ့ကိစ္စပုံမှာဘာအတန်ထွက်လဲတကယ်ဆိုရင်ဟာဟဲ့အောင်မင်းတို့ဒီအာနာရှင်မလုပ်အောင်ငါတို့က ဒီမိုကရေစီတက်ခင်ဗျားတို့ပြောတယ်လို့ဒီမိုကရေစီတက်တိုက်ပွဲဝင်တာဖက်ဒရယ်ပြည်ထောင်စုကိုသွားမှာတိုင်းရင်းသားတန်းလူခွင့်ကိုသွားမှာအခုလိုမျိုးကြီးနိုင်ငယ်ညင်အာနာရှင်လုပ်နေတာကိုလက်မခံပါဘူးဒီကိစ္စကို KLL အနေနဲ့တာဝန်ယူဖြေရှင်းပေးပါဆိုပြီးအန်ယူဂျီကပြောရမယ်ဒီပေါ်မှာအန်ယူဂျီပါတန်ထွက်တယ်လေကျမမင်းမင်းကျမမင်းမင်းတာဝန်ယူမှုတာဝန်ခံမှုပါရှိတယ် တခြားသောနော်ဒီမိုကရေစီရဲ့တကြွလှုပ်ရှားတဲ့အဖွဲ့ပါလို့လူခင်ရဲ့တကြွလှုပ်ရှားတဲ့အဖွဲ့ပါလို့အမှန်တရားဗတ်တော်သားပါဆိုရဲဘာအဖွဲ့ညာအဖွဲ့ဘာညာအဖွဲ့တွေကပေါ့အခုလိုမျိုး KLL ရဲ့အာနာရှင်လိုမျိုးအာနာဟာတနက်ပြောင်းသွားမှလာတယ်ကြီးနာငယ်ငယ်လုတ်တဲ့ကိစ္စကိုဘာအပန်ထွက်ကြတယ်အဲ့ဒါပကတိရှိတရားပဲ KNU KNDU ဆိုလည်းဒီလိုပဲเนาะ KNU KNDU ကနေသားများလို့လေမှတ်မိရရအဲ့ဒါ2021တည်းတရားဖြစ်ခဲ့တဲ့ကိစ္စ 2021တုန်းကအဲ့ဒီမြောက်ရီခရိုင်နေမှာလန်ဒရာပြုပြင်နေတဲ့ဆောက်လုပ်ရေးအင်ဂျင်နီယာဖွဲ့ကို KND ဝနေသားများတို့ကဖမ်းပြီးတော့တတ်လိုက်တယ်။တယောက်နဲ့ယောက်ကိုဖမ်းတာမဟုတ်ဘူး။လူ90ကျော်ကိုဖမ်းဆီးပြီးတော့နော်လူ90ကျော်ကိုဖမ်းဆီးပြီးတော့အဲ့ထဲမှာပါတယ်ဆောက်လုပ်ရေးအလုပ်သမားယောက်ျား25ယောက်ကိုတခါတယ်ညစံတခါတယ်ညင်းပတ်နှိမ့်ဆက်ပြီးတနေရာထဲမှာတပြိုင်တည်းတက်တယ်။ကျန်နေ25ယောက်ဒီအမျိုးသမီးနဲ့ကလေးတန်ငယ်တွေဖြစ်တယ်။အဲ့ဒီအမျိုးသမီးနဲ့ကလေးတန်ငယ်တွေဒီ2025ခုဘာပြန်မှမကြရဘူး။ ဒီပေါ်မှာလေအခုနော်မြမပြီးမှဘယ်လိုအာနာရှင်ကိုမှနေရာများစီချင်မှာဘူးဆိုတဲ့ဒေါ်စင်မအောင်တို့ဘာအတန်မှမထွက်ရဲကြဘူးသူတို့ဒူးတုံအောင်ကြောက်ကြတယ်ဖိန်ပိတ်ပြီးခေါင်းငုံနေကြတယ်ခင်ဗျားတို့မှပြောရတဲ့တက်တွေမရှိကြဘူးနော်ဒီပေါ်မှာအမတ်တရားဘက်တော်သားပါဆိုတဲ့လူတွေဒီမိုကရေစီအဖွဲ့အရက်ဖွဲ့ဘာအဖွဲ့ညာအဖွဲ့ဘာညာအဖွဲ့ဖေးကောင်ဘဲကောင်မှမှာပါတယ်မှမထွက်ကြဘူး တကယ်လို့များဒီဖြစ်စဉ်ပေါ်မှာအန်နူဂျီကဟာကန်ယူဒီလိုမျိုးအာနာရှင်မလုပ်အောင်ဒါအကြီးနိုင်ငံကြီးလုပ်တာပဲဒါဟာလက်နက်ကင်တိုင်းကျင့်တာပဲဒီလိုမလုပ်ပါနဲ့ဆိုတဲ့ကန်ကွက်ရှုတ်ချတဲ့အတန်ထွက်ခဲ့တယ်ဆိုရင်ကျွန်မကိုသက်သေပြကျွန်မစိန်ခေါ်တယ်ကျွန်မကနော်တခြားပြောစရာပလောင်နေဟိုကိုကန်နေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒါကိုမပြောဘဲနဲ့အနည်းဆက်ဆုံးကရင်နဲ့ကြားကိုပြောတာဘာကြောင့်လဲဆိုတော့အဲ့ဒီကရင်နဲ့ကြားက KNU နဲ့နော် KNU KNDO နဲ့လက်ရှိကြားနဲ့က တို့ပြောတဲ့အန်နူဂျီနဲ့မဟာမိတ်လို့သူတို့ပြောတာလားပရမအောင်ပြောတာမြန်မာတိုင်းနိုင်ငံလုံးမှာဖက်ဒရယ်တက်မတော်တည်ဆောက်မယ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဒါပေမဲ့တို့တို့မှဖက်ဒရယ်ချတာမရှိဘူးဖက်ဒရယ်အဂရီမန်မရှိတဲ့အခါကျတော့ K3C လို့ပြောတယ်နော်ဟာ K3C ဆိုတာကချင် KIA ကရကရင်ချင်းဆိုပြီးပြောတယ်နော်ဘသူကပြောတာလဲဆိုတော့အန်နူဂျီကတမနာဒူဝါလက်ချီဝါကပြောတာဒါပေမဲ့ KIA ကအဲ့ဒီဖွဲ့ထဲမှာငါတို့မပါဘူးအန်နူဂျီနဲ့ငါတို့ကဖက်ဒရယ်ထဲမှာသဘောတူညီချက်မလုပ်ပါဘူးလို့ KIA ကဘုံမူကြီးလော်ဘူကထရင်းတော့ဒူဝါလက်ချီဝါအရှက်ကွဲသွားပြီးတော့ K3C ကနေပြောင်းသွားတယ် K2C ကရင်ကရချင်းသူတို့ဒီဒီသုံးဖွဲ့နဲ့မဟာမိတ်လှုပ်ထားပြီးတော့ဘုံသဘောတူညီချက်လက်မှတ်ရေးထိုးထားတယ်လို့ပြောတဲ့အတွက်ဒီသုံးဖွဲ့ရဲ့အာဏာချက်ဒီသုံးဖွဲ့ကလက်နက်ကိုင်နိုင်ခြင်းပြီးအာဏာရှင်စနစ်ကျင့်သုံးပြီးတော့ PDF တွေကိုရဲရဲစဲစဲနှိပ်စက်တပ်ဖြတ်နေတဲ့ကိစ္စကိုကျွန်မထောက်ပြခြင်းဖြစ်တယ်။ ခမားတို့ဇင်းမအောင်ပါဝင်အန်လူကြီးကဘာအတန်ထွက်ရဲတယ်ကျွန်မမင်းမင်းအီယူအီယာတို့ကိုဒါအီယူတွေကသူတို့နေမီမှာမို့လို့သူတို့ကျင့်သုံးတယ်သူတို့ငော KNU ကလည်းသူတို့နေမီမှာမို့လို့ KNDU ကလည်းသူတို့နေမီမှာမို့လို့ကရားကလည်းသူတို့ပြည်နေမှာမို့လို့သူတို့ကြိုက်တဲ့ဥပဒေနဲ့သူတို့အုပ်ချုပ်တယ်ဆိုရင်အန်လူကြီးလောက်က PD ရဲ့အဖွဲ့တွေကိုထိန်းကျောင်းနိုင်လားကျွန်မမင်းမင်း 2021တဲကဖြစ်ခဲ့တဲ့ဟုတ်အန်နူဂျီလောက်အောင်မှာရှိတဲ့ရမပင်ကဘူဘူတမ်မီတို့ပဲ။နော်ဘူတမ်မီအကြောင်းဆိုကျွန်မခဏခဏပြောရဲနော်။ဘူတမ်မီဆိုတာလူမဟုတ်ဘူးနော်ဖုန်ကြီး။နော်ခင်ဗျားတို့ခင်ဗျားတို့ဝေဝါးနေမှာဆိုလို့ပြောပြတာ။ဘူတမ်မီဆိုတာကကုတော်ပါကဆိုတဲ့အဲ့ဒီတပည့်အင်းရွာအကြောင်းကဖုန်ကြီးအကြောင်းကဖုန်ကြီး။အဲ့ဒီဘူတန်မနိအမြေခံတပည့်အင်းရွာဘုံကြီးကျောင်းကဥတော်ပါကတိနော်ရမပင် PDF ဆိုပြီးဖွဲ့ရဲအဲ့ဒီရမပင် PDF မှာ စီယာပိလိကဥအောင်ကြီးညို့ရဲ့တမတ်ပါတယ်။ဥအောင်ကြီးညို့ရဲ့တမတ်ပါတယ်။အဲ့ဒီအဖွဲတွေကိုအန်နူကြီးကလက်နက်တွေထောက်ပံ့ပေးတယ်။အဲ့ဒီမှာလက်နက်အားကိုနဲ့နော်စီယာပိကဥအောင်ကြီးညို့တမတ်ရဲ့ဘူတန်မဏိခေါ်တဲ့တပင်းအင်းရွာဖုန်ကြီးဥတော်ပေတာရဲ့သူတို့ဥဆောင်ဖွဲ့ထားတဲ့ရင်းမပင် PDF ကအရက်သားပြည်သူတွေနဲ့သူတို့ PDF ရဲ့ချင်းချင်းကိုပြန်လဲဖမ်းဆီးတပ်ဖြတ်ခဲ့တယ်။အရက်သားပြည်သူဆိုတာကသူတို့ပြောတဲ့အရက်သားပြည်သူ။ သူတို့ပြောတဲ့အရက်သားပြည်သူဆိုတာသူတို့ကိုထောက်ခံနေလို့သူတို့ကိုမထောက်ခံတဲ့လူဆိုရင်သူတို့ကပြူစောတိလို့တက်တယ်။ဒါပြူစောတိမို့လို့တက်လိုက်တာအပြစ်မရှိဘူးလို့သူတို့ပြောတယ်။သူတို့ကိုထောက်ခံတဲ့လူမို့လို့အရက်သားပြည်သူလို့သူတို့သုံးတာ။ဆိုတော့သူတို့ဟိုအားပေးနေတဲ့ပြည်သူဆိုတဲ့လူတွေနဲ့သူတို့ရဲ့လက်အောက်ငယ်တာ PD ရဲ့အချင်းချင်းကိုပြန်ပြီးတက်ခဲ့တယ်မှု2021တည်းကဖြစ်ခဲ့တာ။အခု2025ရောက်ပြီ။အန်နူဂျီကဘလို့တာဝန်ယူဖြစ်ရှင်းနိုင်တယ်။အန်နူဂျီကိုယ်တိုင်ကအာနာရှင်ဖြစ်နေတယ်။မဟုတ်ပါဘူးလို့ဘယ်သူညင်းမလဲ။ ငင်းချင်လဲဆိုရင်အခုရင်းမပင် PDF ရဲ့ဘူတန်မဏိတို့ဥအောင်ချင်းမျိုးတမတ် CRP ဥအောင်ချင်းမျိုးတမတ်တို့ဖွဲ့ထားတဲ့ရင်းမပင် PDF က PDF ချင်းချင်းကိုအဲ့ဒီဖြစ်စင်ရအောင်နော်နောက်27တောင်းကဖြစ်ခဲ့တာအဲ့ဒါဘာလဲဆိုတော့အဲ့ဒီရင်းမပင်မှာကြေးရွာတရာမှာအရတာတရာ6000ထိလိုက်တဲ့ရရတော့6000ကျိုးတော့ ခြေထောက်ကျိုးတဲ့အချိန်မှာမြေကိုပေါ်တက်ပြီးစေးကူးဖို့အတွက်အဲ့ဒီခြေထောက်ကျိုးသွားတဲ့လူနာကိုเนาะကျမတို့ပြောမယ်ဆိုလို့ရှိရင်ဒီဘက်ကပေါ်လန်နီယာတွေပေါ့เนาะပရာဟိတာဖွဲ့လို့မျိုးမိသက်ဌာနကမိသက်ဝင်တဲ့၄ယောက်ကကားနဲ့တင်ပြီးတော့အဲ့ဒီခြေထောက်ကျိုးတဲ့လူနာကိုစေးရုံကိုလိုက်ပို့တာအဲ့ဒါကိုအဲ့ဒီမိသက်ဝင်တဲ့ညီကို CDR မလုပ်လို့ဖားဆိုပြီးတော့ CRPH ကအောင်ကျင်းညို့တမန်နဲ့ဘိုးတန်မနိခေါ်ဖုန်းကြီးဥတော်ပါကသူတို့ကဖမ်းလိုက်တယ် ဖမ်းပြီးတော့နော်အဲ့ဒီ6ယောက်ကျိုးတဲ့ကောင်ကရက်သားပြီးသူကျန်တဲ့3ယောက်ဒီမိသက်ဝင်နှန်းဖြစ်တယ်အဲ့ဒီ4ယောက်ကိုဖမ်းလိုက်တယ်ဖမ်းတဲ့အတွက်နော်သူတို့ PD ရဲ့အချင်းချင်းအာဟီရိုဟီရိုတိုက်ကဟီရိုတိုက်ကဆိုရယ် PD ရဲ့အခွဲကနေပြီးတော့ဟာဒီလူတွေကနော်အာတာမဲရက်သားပြီးသူတွေပါဒီလူတွေကိုအာမခံပေးပါနော်မတက်ပါနဲ့ဆိုပြီးတော့အာမခံပေးပါဆိုသွားပြီးတော့ဟီရို တိုက်ကားဆိုရယ် PDF ဖွဲ့ကသွားပြီးတော့ရင်းမပင် PDF ဖွဲ့ရှိမှာအာမသွားခံတာအဲ့ဒီသွားပြီးအာမခံရင်လည်းဟီရိုတိုက်ကားဆိုရယ် PDF ဖွဲ့ကိုအကုန်လုံးတတ်လိုက်တယ်ပထမကခြေချိုးနေတဲ့လူနဲ့မိသက်ဝန်ထမ်းတွေကို CDM လို့လို့ဆိုပြီးဖမ်းလိုက်တယ်ဖမ်းလို့ဒီလူတွေကိုပြန်လွှတ်ပေးပါဆိုပြီးအာမခံပြီးသွားပြီးတော့ဒီလူတွေကအရက်သားတွေပါနော်ဘာပြစ်မှမရှိပါဘူးဆိုပြီးအာမသွားခံတဲ့ဖီရိုတိုက်ကားဆိုရယ် PDF ဖွဲ့ကိုတစ်ဖွဲ့လုံးကိုရင်းမပင် PDF ကတတ်ပလိုက်တယ် အဲ့ဒီတိုက်ကားလို့နောက်တိုက်တိုက်ကားတခုရှိတယ်အဲ့ဒါဘလက်တိုက်ကားဘလက်တိုက်ကားဆိုလို့ရှိရင်တပည့်ရင်မျိုးနဲ့တဲတော့ရွာတပည့်ရင်မျိုးနဲ့တဲတော့ရွာမှာဘလက်တိုက်ကားဆိုရင် PDF အဖွဲ့နဲ့ကျောင်းသားလေးများဆိုတဲ့ PDF အဖွဲ့တရွာထဲမှာ PDF နှစ်ဖွဲ့ဖြစ်ပြီးတော့သူတို့တရွာထဲမှာသူတို့ချင်းချင်းပြန်တက်တယ်မှုအဲ့ဒါကပြီးရတဲ့2024မှာဖြစ်ခဲ့တာအခုကျွန်မပြောတဲ့ရမပင် PDF ကနေပြီးတော့ Hero တိုက်ကားဆိုတဲ့ PDF အဖွဲ့ကိုပြန်တက်ထားတာ2021တည်းကဖြစ်ခဲ့တာ အဲ့ဒီအမှုကိုမကျေနပ်တဲ့အတွက်တခြားတော့အဲ့ဒီဇကိုင်းတိုင်းမှာအခြေချတဲ့ PDF ဆိုတဲ့အဖွဲ့ပေါင်း60ကျော်ကနေပြီးတော့အန်ဥကြီးကိုဒီလိုဒီကြောင်းရှိပါတယ်အန်ဥကြီးကစစ်ဆေးပြစ်ပေးပါဆိုပြီးတော့အတနာခန့်စာတင်ပြီးတိုင်ကြားခဲ့တာ2021တည်းကတိုင်ခဲ့တာအခု2025ရောက်နေပြီ အာနာရှင်ကိုအလိုမရှိပါဘူးအာနာရှင်စနစ်ကိုတိုက်ဖြတ်ပါတယ်ဆိုတော့အန်နူဂျီကိုတိုင်းကအာနာရှင်ဖြစ်နေပြီးတော့အန်နူဂျီကိုတိုင်းကအတနက်အာကိုနဲ့ကြီးနိုင်ငယ်ကြီးလုပ်နေတယ်မဟုတ်ပါဘူးလို့ညင်းကျင်တယ်လို့ရှင်ရှေ့ထွက်ခဲ့ပါကျွန်မစင်ခေါ်တယ်